ဥဇဏောရဏ၃ပါးဆိုတာဖရာတရားတန်ခါဘုရားမင်းညကတော့တော်တော်များများကတော့သိပြီးသားပါဖရာဆိုတာဘာလဲဆိုမြတ်စွာဘုရားကပြောတာလွယ်တယ်နော်တန်ခါဆိုတာဘာလဲလို့မေးလို့ရှင်ဩတန်ခါဆိုတာအရိယာတန်ခါတော့အစမြတ်တယ်နဲ့ဘုရားဆုံးမကိုရိုးသေးစွာလိုက်နာကြတဲ့သမှုတိတန်ခါတော့အစမြတ်တယ် တာတန်ကဘောလက်ညှိုးထိုးပြလို့ရလွယ်ဓမ္မရတနာတရားကြတော့ဘာလဲလို့မေးလို့ရှင်ပြည်တိကြကြဖြေဖို့ဟောကြနော်ပြည့်ပြည့်စုံစုံပြည်တိကြကြဖြေဖို့ဘုန်းကြီးတွေဟောနေတာတရားဘောလို့ပြောလိုက်အောင်လုပ်တယ်မလုံးလောက်ဘူး တရားဆိုရင်ပိဋကတ်၃ဘုံလို့ပြောရင်တနည်းဟုတ်သေးတယ်။ဝိနည်းယသုတ်တန်ယအဘိဓမ္မာယဘယ်လောက်လေးသိထားရင်မဆိုးသေးဘူး။အဲအရာဝိနည်းစရာဘာလဲမေးလိုက်ရင်အတဆင့်တိုးသွားရင်မသိတော့ဘူးတဆိုရ။အေးဘာသာရေးနဲ့အလောင်းဝိလာတာဝမ်းနဲ့ဆရာသိကောင်းတယ်ပေါ့နော်။တဆိုဘာသာတွေကသူတို့ဘာသာရဲ့အကြောင်းကို တော်တော်များများနှက်ဆက်အောင်လေ့လာသင်ကြားပြီးတော့ကလေးကလေးအသင်ပေးထားတာဥစ္စာဘုရားဘာသာတွေကတချို့တက်ကတူရောက်တဲ့ထိတော့ခုံတော်ကိုပါမသိတဲ့လူတွေဝမ်းနေစရာဘယ်တော့ကောင်းလဲမေရီယာဘလဖောင်းအောင်မှာဥစ္စာတွေ့ဘူးတဲ့တခမတရားခုံတော်ကိုပါမသိဘူးဘုရားကုံတော်ဘလောက်တရားကုံတော်ဘလောက်သံဃာကုံတော်ဘလောက်ဆိုတာ तू မသိမိဘဘိုးဘွားအစဉ်ဆက်မှုရိုးရာဗုဒ္ဓဘာသာဖြစ်နေတယ်မှတ်ပုံနေမှာဗုဒ္ဓဘာသာလို့စဉ်းရင်းသွင်းထားလို့ဗုဒ္ဓဘာသာဖြစ်နေတယ်ဒီပုံစံဖြစ် အဲဒီကြတော့ဥစဉ်တော့ယရဏသုံးပါးမှာဓမ္မယရဏပါလေဆိုတာဥစဉ်နည်းနည်းပြောပြအချင်းချောင်းပြောရင်ပိဋကတ်၃ပုံနည်းနည်းချက်လိုက်ပိဋကတ်၃ပုံဆိုတာပါလေလို့မင်းရင်ဝီနီသုတ်တံအဘိဓမ္မာဓမ္မဝိနယဝီနီနဲ့ဓမ္မဆိုပြီးဒီလိုမျိုးလဲခွဲလို့ရအေးဝီနီဆိုတာကတော့ယဟန်တာမဏိမြာ ဝဏိဇာနိနေနိထိုင်းနိပြောနိဆိုနိကာယကံမှုဝစီကံမှုကိုမှုနှုတ်မှုကိုကောင်းမအောင်ဆုံးမတတ်သောတရားစီကံနိလန်းနေသာသနာတွင်ရှင်ယဟန်နေအတွက်ဘုရားရှင်ပြညတ်ထားသာသနာတွင်ရှင်ယဟန်နေသာလျှင်သိထားရမှာမဟုတ်ဘူးလူသားဓမ္မတွေလည်းသိထားရမယ်တချို့အဲ့ဒါဝဏိလူသိဖို့မလိုထင်တယ်ဘယ်ဟုတ်မှာ ဝိနည်းတက်မှသာလေဝိနည်းတရားတော်နဲ့အညီတန်ဃာတော်အရှင်မြတ်တွေကိုဘယ်လိုကူညီပြီးသာသနာပြုရမလဲဆိုတာဖခင်အလိုကြသာသနာပြုနိုင်မှာပေါ့ဝိနည်းမတက်ဘဲနဲ့ကိုထင်ရရှောက်လို့လို့ဆိုရင်ဘယ်လိုလုပ်ပြီးတော့မှန်မှာလို့နော်နည်းမကြလမ်းမမှန်ဖြစ်ကုန်မှာသလဒရာဝိနည်းနောက်တစ်ခုကတုတ်တန်နော်တုတ်တန်ကျတော့ဓမ္မနဲ့သွားမှာရတယ် ဓမ္မမဟုတ်စင်တော့ဓမ္မကနှမျိုးရှိတယ်ဓမ္မရဲ့အပိဓမ္မတုတ်တန်ကြတော့တုတ်တန်တာဓမ္မပဲအမြင်ရတယ်သူကတုတ်တန်ဆိုတာကပုဂ္ဂလဇာတရားဝိနည်းဇာတရားကိုလိုက်ပြီးတော့မြတ်စွာဘုရားကဟောကြားတော်မူထားတာနေရာဌာနအားလျော်စွာအများအပြားတော့တုတ်တန်မှာတော့ပညာပညာဝါရာကိုအခြေခံပြီးတော့ဟောတာများတယ်နော် လောကြောင့်လေရာသင်္ကာရတွေနတ်ပြမာတွေကျင့်သုံးလိုက်နာဖို့လိုက်နာနီးတယ်ဥစ္စာတို့ဒီနေ့ကဝိပဿနာတရားတွေပါဒီအာထုံနေကြတဲ့ပုံကိုယ်တွေသတိပဋ္ဌာန်တရားတော်တို့ဘာတို့ဆိုတာဒီတုတ်တံကလာတာပေါ့တုတ်တံဒေသနာတော်တွေကလာတာမာသတိပဋ္ဌာနာတုတ်တို့ဆိုတာဒါတုတ်တံကျင့်နီးကြံနီးနေထိုင်နီး နော်လောကကျင့်ဝတ်တွေကိုလည်းပဲမြတ်စွာဘုရားဒီတုတ်တမ်းမှာပဲဟောတယ်ကီဝိနည်းလူဆုံးမစားလောအမျိုးတွေကိုလည်းအဲတမတ်တဖို့ကြောင့်အာထုတ်တဲ့နိစနစ်တွေကိုလည်းဒီမှာပဲဟောတယ်အဲအတူယူပဲလိုက်နာပွဲအဆုံးမတော်တော်များများကိုဒီတုတ်တန်ဒေသနာတော်မှာမြတ်စွာဘုရားကဟောပါတယ်နောက်တစ်ခုကတုတ်တန်တဲ့ထူးခြားပြီးနဲ့နဲ့ကျေပြန့်တဲ့အာအဘိဓမ္မာတဲ့ အဘိဓမ္မာဒေသနာယောယောဓမ္မမဟုတ်ဘူးတုတ်တန်ကြတော့ဓမ္မပဲအမြင်ရပြီအဘိဓမ္မာဆိုတော့အဘိထူချားတယ်တုတ်တန်တာဓမ္မတဲ့ထူချားတယ်နှက်နဲတယ်ကြဲပြတ်အဘိဓမ္မာဒေသနာဆိုတော့အကျင့်ချုံတာလို့တကယ်ပဋ္ဌာန်းတို့ဘာလို့ရှိသမျှအကြံဉာဏ်တွေကိုအကျေချက်လိုက်မယ်ဆိုရင်အမလီစာအုပ်တွေကိုခါတယ်။နဲမှာမဟုတ်ဘူးအများကြီးဖြစ်သွားတယ်နော်။ အေအဘိဓမ္မာဒေသနာဒါအဘိဓမ္မာလို့ခေါ်အဲ့အဘိဓမ္မာဆိုတာဘာပြောတာလဲဆိုတော့ရှင်ပရမတ်တရားတွေကိုအဓိကထားပြီးတော့ဟောကြားတဲ့ဒေသနာဂျုံနံနော်ပရမတ်တရားတွေပါစိတ်စတဲ့တဲ့ဂျုံနေပါပရမတ်တရားလေးပါကို ဝေဘာပိုင်းချပြီးတော့အကုန်လုံးခွဲခြားပြီးဟောထား အဘိဓမ္မာဒေသနာတော်ကိုမနာလည်ဘူးဆိုဘုရားရှင်ရဲ့တရားတော်တွေကိုပြည့်ပြည့်စုံစုံနားလည်ဖို့ခဲရတယ်။ဘာဖြစ်လို့တော့ဆိုတော့ဥစ္စနစာမပါရဟင်းလို့ပဲစာမပါရဟင်းဆိုပေါ့ပြက်ပြက်နိုင်ဘလောက်ပဲကြည့်လို့ပဲလာလာဘလောက်ပဲအမြင်ကောင်းကောင်းစာမပါပဲနဲ့စကြည့်လိုက်အရသာပေါ့ဒီပေါ့ပြက်နိုင်အဲ့လိုပဲအဘိဓမ္မာဒေသနာတော်နားလည်တတ်ကြွမှုမရှိဘူးဆိုတော့တောဒနာဓမ္မ လောက်ပဲသိမယ်ဝိနည်းဓမ္မလောက်ပဲသိမယ်ဆိုလို့ရှိရင်ဥပမာဆိုကြပါစို့အာကုတုလို့ပြောလိုက်လို့ရှိရင်အာကုတုကဘယ်နှမျိုးလဲမသိဘူးဘာအာကုတုလဲမင်းဘယ်လိုဖြစ်အမှမသိဘူးဖြစ်သွားတယ်ဩပြီးမှလို့ရနော်ယုံနံခဲရှုရမယ်ဆိုလို့ရှိရင်ပြီးမှအခြေခံမရှိရင်ဘယ်ဟာယုတ်လဲဘယ်ဟာနံလဲကောင်းကောင်းဒုက္ခရောက်မယ်အဲ့ဒါကောင်းကောင်းဒုက္ခရောက်မယ်ဒါမှမဟုတ် အဘိဓမ္မာဒေသနာတော်ဟာစာလိုပဲဘုရားရှင်ရဲ့တရားတွေကိုပြည့်ပြည့်စုံစုံလုံးစိတ်ပတ်စိတ်ကြားရမလားနားလည်နိုင်ဖို့ဆိုလို့ချင်းအဘိဓမ္မာဒေသနာတော်မပါလို့ဒါမရဘူးပေါ့နော်အလွန်အမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်ဒီပါလောကတဘာဝတရားတွေရဲ့အရှိတရားတွေကိုဝေဘာပိုင်းခြားပြီးတော့ဟောထားတဲ့ဒေသနာတော်တစ်မျိုးထူကဲတဲ့ထူခြားတဲ့သဘောလက္ခဏာရှိတဲ့ကြီးမားကျယ်ပြန့်တဲ့ဒေသနာတော်တစ်ခုဖြစ်တယ်ပေါ့ အာဝဇနုဓမ္မဇရဏလူစည်းသူမတရားတော်ကြာဘူးပိသာဒီဘူးပိသာဖြစ်မှာပါဦးစင်ကကလေးတွေဘာသာရေးနဲ့အနာဝဲတဲ့လူငယ်တွေသိစေခြင်းလို့ဒါလေးဦးစင်မျှဝေလိုက်ပါတယ်နော်